ုံးလို့ဆိုတာရေထက်ထည့်သည်ဖြစ်စေမထည့်သည်ဖြစ်စေအုံးဒီသားကိုချစ်ပြီးလူနဲ့ဖြစ်စေဆက်နဲ့ဖြစ်စေအရင်ညှိယူထားတဲ့ခရင်မန်လိုပြစ်ချွဲချွဲအရေးတမျိုးပါအိန္ဒိယတောင်ပိုင်းကရွာဟောင်းလေးတွေမှာ မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းလာတဲ့မော်ဆန်နဲ့လိုတမျိုးရှိပါတယ်အဲ့ဒါကတော့အုံးလို့ပါပဲအခုစိတ်ကူးထဲမှာ စီပူထဲမှာဟင်းခတ်အမွေးကြိုင်တွေတည်နေတဲ့အတန်နဲ့ကြီရွက်နဲ့လေးတွေ ရင်းပြန်နေတဲ့မိမီရဲ့မိဖို့ကြောင့်ကိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီထဲမှာအရသာအတွက်တင်မကပဲစားသုံးသူတွေကိုကျမကြီးကောင်းကျိုးတွေအများကြီးပေးဆွမ်းနိုင်တဲ့နာရီရဲ့နို့လို့ခေါ်တဲ့လှုပ်ဝက်ပါဝင်ပစ္စည်းတစ်ခုရှိနေပါတယ်အိန္ဒိယဒေသအသီးသီးမှာခေါ်ဝေါ်ကြတဲ့နာမည်များတက္ကတရိုက်ဘာသာမှာအုံဒီကိုကေပါပရရှာလို့ခေါ်ပြီးမြင့်မြတ်တဲ့အပင်လို့အတိတ်ပဲရပါတယ်အိန္ဒိယရဲ့ဒေသအသီးသီးမှာလည်းမတူညီတဲ့နာမည်တွေနဲ့ခေါ်ဝေါ်ကြပါတယ် ခေါ်ဝေါ်သောအမည်နဲ့အိန္ဒိယ၏ဒေသနာရီယေအိန္ဒိယမြောက်ပိုင်းမှာပြောကြတဲ့ဟိန္ဒီဘာသာမှာအသုံးများတဲ့အသုံးနှုန်းခူဘရာအနောက်ပိုင်းဂူဂျာရက်ပြည်နယ်မှာပြောကြတဲ့ဂူဂျာရာတီဘာသာမှာသင်္ဂတ်တောင်ပိုင်းကီရာလာပြည်နယ်မှာပြောကြတဲ့မာလာယလန်ဘာသာမှာတနမာရန်တောင်ပိုင်းတမီနာဒူပြည်နယ်မှာပြောကြတဲ့တမီဘာသာမှာနာကဲ အရှိပိုင်းအနောက်ဘင်္ဂလားပြည်နယ်မှာပြောကြတဲ့ဘင်္ဂါလီဘာသာမှာအုံနုဆိုတာဘာလဲအုံနုဆိုတာရေထက်ထည်သည်ဖြစ်စေမထည်သည်ဖြစ်စေအုံဒီသားကိုချစ်ပြီးလူနဲ့ဖြစ်စေဆက်နဲ့ဖြစ်စေအရင်ညှိယူထားတဲ့ခရင်မန်လို့ပြချွဲချွဲအရင်တမျိုးပါ အာရှအစားအစာတွေမှာအရေးပါတဲ့ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့အုံနုဟာအုံရည်နဲ့မတူပဲကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိပါတယ်။အုံနုရဲ့အဟာရတက်ပါဝင်မှု အုံတို့ဟာထူးခြားတဲ့အရာသာနဲ့အဟာရဓာတ်တွေအများကြီးပါဝင်တဲ့အရာသာရှိပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အဖျော်ရမကတမျိုးပါထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာအသုံးပြုတဲ့အုံသည့်အမျိုးအစားပုံမူတည်ပြီးပါဝင်တဲ့အရာတွေအနည်းငယ်ကွဲပြားနိုင်ပါတယ်ရေဘူးရအဖြစ်အုံတို့တရာဂရမ်မှာပါဝင်တဲ့သတ္ထုဓာတ်တွေအပါအဝင်အဟာရဓာတ်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်အဟာရဓာတ်ပမာဏစွမ်းအင်230ကယ်လိုရီ အစီတဲစုစုပေါင်း23.8ဂရမ်။တခြားတဲစုစုပေါင်း3.3ဂရမ်။ပရိုတင်းဓာတ်1.90ဂရမ်။ကာဘိုဟိုက်ဒရိတ်စုစုပေါင်း9.5ဂရမ်။ကယ်ဆီယမ်16.3ဂရမ်။ဗီတာမင်စီ1.8ဂရမ်။အမြင့်ဓာတ်1.2ဂရမ်။စင်း3.6မီလီဂရမ်ဖော့စဖရပ်100မီလီဂရမ် တန်တက်တတမ6မီလီဂရမ်မက်ကနီစီယံ30မီလီဂရမ်ပိုတက်စီယံ263မီလီဂရမ်မန်ဂနိတ်30မီလီဂရမ်အုံးနို့ဘလို့လုတ်တလေအသက်7မှ10လလရှိတဲ့ရင်းမဲ့တဲ့အုံးဒီအသားကိုချစ်ပြီးပိတ်စိမ်းနဲ့ညှိယူပါတယ်ထွက်လာတဲ့ပြစ်တဲ့အရေကတော့အုံးနို့ပါပဲရေနွေးနွေးလေးထည့်ပြီးဒုတိယအကြိမ်ပိတ်စိမ်းနဲ့ထက်ညှိရင်တော့အုံးနို့ရေပပလေးရပါတယ် စီးပွားဖြစ်ထုတ်လုပ်တဲ့နာရီရဲ့နှုတ်မုံကိုလည်းရေနဲ့ဓာတ်ရိုက်ဖြောတောက်နိုင်အောင်ပြုလုပ်ထားပါတယ်။ဖြစ်တဲ့အုံလုံးမှာအဆီဓာတ်ပါဝင်မှုပိုများပြီးအချိုပွဲတွေနဲ့ခရင်မလိုမျိုးလိုအပ်တဲ့အစာအစာတွေအတွက်တင့်တော်အောင်ပြုလုပ်ထားတာကြောင့်ပါတဲ့အုံလုံးထက်အဆီပိုများပါတယ်။အုံလုံးရဲ့ကျန်းမာရေးအကျိုးကျေးဇူးများအုံလုံးဟာအရသာရှိတဲ့ဟင်းလျာမျိုးမျိုးအတွက်ထည့်သွင်းနိုင်ုံသာမက ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာပေးဆွမ်းနိုင်ပါတယ်။နာရီရဲ့နှုတ်စားသုံးခြင်းနဲ့ဆက်ဆက်နေတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလေ့လာကြည့်ရအောင်။တအုံးနှုတ်ကခန္ဓာကိုယ်တွင်ဇီဝကမဖြစ်စဉ်ကိုမြင့်တင်ပေးတယ်။အုံးနှုတ်မှာအလယ်လက်တန်း triglyceride နဲ့ lauric acid လို့ခေါ်တဲ့ထူးခြားတဲ့အဆီမျိုးစားတွေပါဝင်ပါတယ်။သုတေသနတွေအရအုံးနှုတ်ကိုအစားအသောက်ထဲမှာထည့်သွင်းစားသုံးခြင်းဟာဇီဝကမဖြစ်စဉ်လမ်းကြောင်းတွေကိုပြောင်းလဲစေနိုင်ပြီးအဲ့ဒီပြောင်းလဲမှုဟာ ဇီဝကမ္မမဉ္ဇဉ်အဖြစ်တရှိနေနိုင်ပါတယ်။ဆူလိုရာကခန္ဓာကိုယ်ရဲ့ကယ်လိုရီလောင်ကျွမ်းနှုန်းကိုမြင့်တင်ပေးနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့အရည်တွေကိုပြန်လည်ထိန်းသိမ်းမှုအတွက်လိုအပ်တဲ့ electrolyte တွေကျွေးဝစွာပါဝင်လာကြောင်းအဟာရဖြစ်တင်ပေးနိုင်ပါတယ်။ဒါအပြင် အုံလို့ပါဝင်တဲ့မြတ်တဲ့အစာတောက်ဟာဇီဝကမ္မဖြစ်စဉ်ကိုမြန်ဆန်စေပြီးဗိုက်ပြည့်တဲ့ခံစားချက်ကိုကြာရှည်စွာပေးနိုင်ပါတယ်။နှစ် အုံးတို့မှာဓာတ်တိုးဆန်းကျင်ပစ္စည်းတွေနဲ့ပိုးမွားတွေကိုတိုက်ဖြတ်နိုင်တဲ့ဂုံတတိတွေပါဝင်တယ်။ပြုလုပ်ထားတဲ့သုတေသနတွေအရနာရီယန်တို့စားသုံးခြင်းဟာဘက်တီးရီးယားတွေကိုတိုက်ဖြတ်နိုင်တဲ့ကင်ဆာဆဲတွေကိုဟန်တာနိုင်တဲ့ပိုးမွားတွေကိုတိုက်ဖြတ်နိုင်တဲ့ ဗိုင်းရပ်စ်တွေကိုတိုက်ဖျက်နိုင်တဲ့ဂုဏ်သတိတွေနဲ့ဆက်ဆက်နေတာကြောင့်ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်ကိုယောဂါတွေကနေကာကွယ်ပေးတဲ့ free radical တွေကိုတိုက်ထုတ်နိုင်တဲ့ဒါမှမဟုတ်ဖယ်ရှားပေးနိုင်တဲ့ polyphenol လိုမျိုးဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကျွေးဝါးစွာပါဝင်ပါတယ်။ အုံးစီနဲ့ပစက်ကိုစေးကြောတဲ့နီးစီဆွဲခြင်းလိုမျိုးပစက်နဲ့တွားကျမ်းမာရေးအတွက်လဲပူးမွားတွေကိုတိုက်ဖြတ်နိုင်တဲ့ဂုဏ်သတိတွေကအကျိုးရှိပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက်အရေးပါတဲ့ဓာတ်တိုးစန့်ကျင်ပစ္စည်းတွေရဲ့အကျိုးကျေးဇူးတွေကိုရရှိဖို့အတွက်အုံးလို့ကိုတင်စားတဲ့အစားအသောက်ထဲမှာထည့်သွင်းနိုင်ပါတယ်။၃အုံးလို့ကကိုယ်လေးချိန်တက်လာခြင်းကိုကာကွယ်ပေးတယ်။ အမျိုးသားကျန်းမာရေးဆိုင်ရာအင်စတီကျူမှပြုလုပ်ထားတဲ့သုတေသနတွေအရအုံလို့နဲ့ကုသခံရတဲ့တိရစ္ဆာန်တွေဟာတခြားလို့အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် ကိုယ်လေးချိန်နဲ့အတွင်းအင်္ဂါစီတွေတိတိတတ်တာရှော့ချသွားတာကိုတွေ့ရပါတယ်။နာရီရဲ့နှုတ်မှာပရိုတင်းဓာတ်ပါဝင်မှုမြင့်မားတာကြောင့်လူတစ်ယောက်ဟာ အချိန်တိုင်းပိုက်ပြည့်တဲ့ခံစားချက်ကိုရရှိနိုင်ပြီးအဲ့ဒါကအစာစားခြင်းစိတ်ကို ထိန်းချုပ်ရမှာ အထောက်အကူဖြစ်စေပါတယ်။ ဒါအပြင်အလယ်လက်တန်း triglyceride တွေဟာ အသည်းကအလင်းအမြန်ဆုပ်ယူပြီးကီတုန်းအဖြစ်ပြောင်းလဲပြီးတဲ့ရှည်လျားတဲ့ fatty acid တွေဖြစ်ဇီဝဖြစ်ပျက်ပြီးခန္ဓာကိုယ်အတွက်လင်မြန်တဲ့စွမ်းရည်ရင်းမြစ်ကိုပေးပါတယ်။ခေတ်သစ်ကမ္ဘာမှာကီတိုဓာတ်စာတွေဟာလူကြိုက်များလာပြီးကာဘိုဟိုက်ဒရိတ်နဲ့အစာတောက်တွေကိုပိုပြီးအပိလာလာကြောင်းလူတွေအတွက် ကိုယ်လေးချိန်ရှော့ချဖို့ပုံမူလွယ်ကူလာပါတယ်။နာရီယေနိုဟာအဆီဒက်ကိုဖြိုခွဲပြီး ကီတိုမော်လီကျူးတွေကို ထုတ်လုပ်ပေးတာကြောင့်ကီတိုဓာတ်စာစားတဲ့သူတွေအတွက် အကောင်းဆုံးထပ်ဆောင်းစွမ်းရင်ဖြစ်အသုံးပြုနိုင်တာကြောင့်ကီတိုဓာတ်စာအစီအစဉ်မှာထည့်သွင်းဖို့အကောင်းဆုံးလို့သတ်မှတ်ကြပါတယ်။လေးအုံတို့ကနှလုံးကျန်းမာရေးကိုအားပေးတယ်။ဓာတုနှင့်ဆေးဝါးဂျာနယ်ရဲ့အဆိုအရအုံတို့ထဲမှာပါဝင်တဲ့အစီအရာဟာတွေးကြောတွေကိုပိတ်ဆို့ဖို့အလားအလာနေပါတယ်။ခန္ဓာကိုယ်ကအဲ့ဒီအစီအရာကိုတူလောင်မထားတဲ့သဘောတဘာဝကြောင့်အုံတို့ဟာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအထိုးတစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့ကျန်းမာတဲ့နှလုံးအတွက်အလေအလတ်စားသုံးမှုကအဓိကဖြစ်ပြီးအချို့မပါတဲ့အုံနှုတ်ကိုစားသုံးခြင်းဟာအလွန်ကြိုးစားသုံးတဲ့အခါဖြစ်ပေါ်လာနိုင်တဲ့နှလုံးရောဂါဖြစ်နိုင်ခြေကိုရှင်းချပေးနိုင်ပါတယ်။ဘလောက်စားသုံးသင့်လဲဆိုတာကိုသိချင်ပါသလား။ဘလောက်စားသုံးရင်များလွန်းလဲဆိုတာကိုလေ့လာဖို့စက်ဖက်ကြည့်ပါ။ငါ အုံတို့ကအသားရည်နဲ့စံသားကျမ်းမာရေးကိုမြင့်တင်ပေးတယ်အမျိုးသမီးတယောက်ဟာမျိုးရိုးလိုက်တာတင်မကပဲကျမ်းမာရေးကောင်းမှုပြီးတန်ရှင်းတက်ရက်တဲ့ဘဝနေထိုင်မှုပုံစံကိုထောက်ပံ့ပေးခြင်းအပြင်လည်းလှပတဲ့မျက်နှာကို ပိုင်ဆိုင်နိုင်ပါတယ်။အုံတို့ကိုအသားရည်ပေါ်ကအညစ်အကြေးနဲ့အစီအရွေကို တန်းစင်ပေးပြီးအရင်ကထက်ပိုမှုချုံးမှုပြီးတင်းရင်စီဖို့အတွက် ပြင်ပစေဝအဖြစ်အသုံးပြုနိုင်ပါတယ်။နာရီယေနိုမှာတဘာဝအစီတက်တွေပါဝင်တာကြောင့်ပိုးသက်စေအဖြစ်အသုံးပြုနိုင်ပါတယ်။အသားရည်ကိုဆူပြေစေပြီးနူးညံ့စေတဲ့ဟင်းသီးဟင်းရွက်အစီတွေပါဝင်တာကြောင့်အုန်းနှုတ်ကိုအသားရည်ကျန်းမာရေးကိုမြင့်တင်ဖို့အတွက်အသုံးပြုနိုင်ပါတယ်။စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဓာတ်တိုးခြင်းကိုကာကွယ်ပေးတဲ့ဗီတာမင် E လိုမျိုးဓာတ်တိုးစန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်နာရီယေနိုစားသုံးခြင်းဟာ အသားရည်တစ်ခုလုံးရဲ့ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။သို့တော်လည်းအချို့သောအသားရည်ခြေနေတွေဒါမှမဟုတ်ဓမ္မတဲမှုတွေရှိတဲ့သူတွေအနေနဲ့ပုံကိုယ်ရည်အကြံဉာဏ်ရယူဖို့အတွက်အရေးပြားဆရာဝန်တွေဒါမှမဟုတ်အသားရည်ထိမ့်သိမ်းမှုပညာရှင်တွေနဲ့ဦးစွာတိုင်ပင်သင့်ပါတယ်။6အုံလူကအစာချေစနစ်ကို ကောင်းမွန်စေတယ် ။အုံဒီမှာပစက်သေးကဒရွေးကအလွဲတကူချိဖြက်နိုင်တဲ့အလဲလက်တန်းဖက်တီအက်ဆစ်တွေပါဝင်တာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။ဒါကြောင့်အစာချေပြဿနာရှိတဲ့သူတွေအတွက်အုံလို့စားသုံးခြင်းဟာအကျိုးရှိနိုင်ပါတယ်။ခွန်။အုံလို့ကကြက်သားကျမ်းမာရည်ကိုတိဆောက်ရမှာအထောက်အကူဖြစ်စေတယ်။အုံလို့ရဲမှာပါဝင်တဲ့ triangle ဆာရိုက်တွေဟာကျက်သားပြဿနာတွေကိုကုသရာမှာထိရောက်တယ်လို့သိကြပါတယ် နာရီယဲနိုထဲမှာအစားအသောက်ဖြည့်စွက်စာဖြစ်ပါဝင်တဲ့အလယ်လက်တန်း triglyceride တွေဟာလေ့ကျင့်ခန်းလှုပ်ဆောင်နိုင်စွမ်းနဲ့ကြွတားလှုပ်ဆောင်မှုကိုတိုးတက်စေတဲ့အပူချိန်မြင့်မားမှုကို ထိန်းသိမ်းပေးပါတယ်။သို့တော်လည်းကယ်လိုရီသိပ်သည်မှုမြင့်မားတာကြောင့်အလယ်လက်စားသုံးမှုကအရေးကြီးပြီးကျန်းမာရေးစောင့်ရှောက်မှုပညာရှင်နဲ့တိုင်ပင်ခြင်းဟာအစားအသောက်ဆိုင်ရာအကျံပြုချက်တွေကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ပါတယ်။၈ အုံလို့ကကောင်းတဲ့ကိုလက်စထရောအဆင့်ကိုမြင့်တင်ပေးတယ်။လိလာမှုအရအုံလို့ဟာအနိမ့်သိပ်သည်မှုအစီပိုပရိုတင်းအဆင့်ကိုရှော့ချပေးပြီးမြင့်မားသောသိပ်သည်မှုအစီပိုပရိုတင်းကိုလက်စထရောအဆင့်ကိုမြင့်တင်ရမှာထိရောက်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။နာရီယန်တို့မှာပြည့်ဝစီနဲ့လော်ရစ်အက်ဆစ်တက်တွေမြင့်မားစွာပါဝင်လာကြောင်းလစ်ပစ်တက်ပရိုဖိုင်ပေါ်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိပြီးမြင့်မားသောသိပ်သည်မှု အစီပိုပရိုတင်းနဲ့အနိမ့်သိပ်သည်မှု အစီပိုပရိုတင်းကိုလက်စထရောအစင်ကြာမြတ်တာမှုကိုတိုးတက်စေပါတယ်၉ချက်ချင်းစွမ်းအင်တိုးစေတဲ့အာဆီအဖြစ်အသုံးပြုနိုင်တယ်အုံးလို့တစ်ခွက်ကြံတကာတင်မနှစ်စုံဖလာစေတဂရန်နနွေးနေငယ်တို့ကိုတမအောင်ရုံးမှုပြီးချက်ချင်းစွမ်းအင်တိုးစေတဲ့အာဆီအဖြစ်တောက်သုံးနိုင်ပါတယ်၁၀ကြီးထွားလာတဲ့ကလေးငယ်တွေအတွက်အာဟာရအရင်းမြစ် ုံနုခွက်ထက်ဝက်နဲ့ဂျုံနုခွက်ထက်ဝက်ကိုတမောင်ချက်ပါအေးသွားတဲ့အခါစီစုံထက်ဝက်ကြံတကာအနေငယ်လင်းညင်းပွင့်ဖားလာစင်းနဲ့တစ်ကြံပိုးမှုအနေငယ်ထဲပါကြီးထွားလာတဲ့ခလေးငယ်တွေကိုပေးနိုင်ပြီးပမာဏအနေငယ်နဲ့စတင်နိုင်ပါတယ်အုံနုကိုဘယ်လိုစားသုံးမလဲအုံနုဖြော်ရည်အုံနုကိုတစ်သီးတွေဟင်းသီးဟင်းရွက်တွေနဲ့အခွန်မာသီးတွေနဲ့ရောပြီး ခရင်မလို့ပြချွဲချွဲနဲ့အရသာရှိတဲ့ဖြော်ရည်ပြုလုပ်နိုင်ပါတယ်။နို့နဲ့မတဲတဲ့သူတွေအတွက်အလွယ်ဆုံးနဲ့အပင်ချေခံတဲ့အဖြော်ရောင်ကတမျိုးပါ။အုံးနို့အချိုပွဲများနာရီရဲ့နို့နဲ့ဆမ်ဘူတင်းရေခဲမုတ်ပန်နာကောတာနဲ့တခြားအရသာရှိတဲ့အချိုပွဲမျိုးမျိုးကိုပြုလုပ်နိုင်ပါတယ်။ဒါအပြင်ကျဲမာရည်နဲ့ညီညွတ်တဲ့ဘဝနေထိုင်မှုပုံစံအတွက်လည်းအကောင်းဆုံးထပ်ဆောင်တစ်ခုဖြစ်နိုင်ပါတယ်။အုံးနို့လက်ဖက်ရည်ကော်ဖီ နေ့စဉ်တောက်သုံးနေတဲ့လက်ဖက်ရည်ကော်ဖီဒါမှမဟုတ်နုပူထဲမှာနာရီယနိုကိုထည့်ပြီးအရသာအစ်တမျိုးကိုခံစားနိုင်ပါလေ။နာရီယနိုနဲ့စီရီယယ်တင်းကြိုက်ဆုံးစီရီယယ်တွေကိုနာရီယနိုထည့်ပြီးထူးခြားတဲ့အရသာကိုပေါင်းဆက်လိုက်ပါ။အုံးတို့တုတ်ဆော့ဟင်းချိုကာရီနဲ့တုတ်တွေတွေကိုအုံးတို့ထည့်ပြီးအရသာကိုပိုမိုကောင်းမွန်စေနိုင်ပါလေ။ဒါအပြင်ရန်ချ်ဆော့စ်အီတလီဆော့စ်နဲ့တခြားဆော့စ်အမျိုးမျိုးမှလည်း အုံတို့ကိုအများအားဖြင့်အသုံးပြုကြပြီးတာကူတုံငားနဲ့ကင်ထားတဲ့ဟင်းသီးဟင်းရွက်တွေအတွက်ထူးခြားတဲ့အရာတာကို ပေးစွမ်းနိုင်ပါတယ်။ဘလောက်စားသုံးရင်များလွန်လဲ။အမေရိကန်နှလုံးဖွဲ့စည်းကတစ်နေ့တာကယ်လိုရီစားသုံးမှုရဲ့600ခန့်နှုန်းထက်ပိုပြီးပြည့်ဝစီစားသုံးမှုကိုကန့်သတ်ဖို့အကြံပြုထားပါတယ်။ဒါကြောင့်ကယ်လိုရီ2000စားသုံးတဲ့သူတစ်ယောက်အတွက်တစ်နေ့ကိုအုံတို့73ဂရမ်အထိစားသုံးနိုင်ပါတယ်။အုံတို့ရဲ့အသုံးပြုပုံများ ။ရရတာရှိတဲ့ဟင်းလျာတွေအတွက် Korean sauce နဲ့ဟင်းရည်တွေပြုလုပ်ခြင်းသည်ဖြစ်စေအသားဒါမှမဟုတ်ပင်လယ်ဇာတွေကိုအချင်းဖောက်ခြင်းသည်ဖြစ်စေအုံလို့ထည့်ခြင်းကပါဝင်ပစ္စည်းတွေကိုကျွေးဝတဲ့အရာတာကိုပေးစွမ်းနိုင်ပါတယ်။ဒါဟာလူကြိုက်များတဲ့တသက်လို့ရွေးချယ်မှုတစ်ခုဖြစ်ပြီးရိုးရာနှုတ်အစားတို့မပါဝင်တဲ့အစားထိုးတစ်ခုလည်းဖြစ်ပါတယ်။ပီနာဂိုလာတာနာရီယမိုဂျီတိုင်းနဲ့အရက်မပါတဲ့အုံးအခြေခံအဖြစ်မမကာရီလိုမျိုးအပူပိုင်းဒေတာကော်တီးနဲ့မော်တီးတွေမှာလည်း အတုံးများတဲ့ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။အိန္ဒိယရဲ့အရသာရှိတဲ့ဟင်းလျာတွေနဲ့တန်တိုင်းမှုနဲ့ချက်ပြုတ်ပြီးအလွန်ပြော့ပြောင်းပြီးခရီးမလိုအရသာကိုရရှိနိုင်ပါတယ်။အနေရများဘေးထွက်ဆူကျူးများသစ်အုံတက်မတဲ့ခြင်းရှားပါးတဲ့ဖြစ်ရတစ်ခုဖြစ်ပေမဲ့အချို့သောလိလာမှုတွေရ အုံဒီဟာကလေးတွေမှာဓမ္မတဲမှုတုံ့ပြန်မှုအမျိုးမျိုးနဲ့ဆက်ဆက်နေတာကိုတွေ့ရပါတယ်။အုံဓမ္မတဲခြင်းရဲ့အချို့သောအဖြစ်များတဲ့လက္ခဏာတွေဟာအပျော့စားကနေပြင်းထန်တဲ့အထိဖြစ်နိုင်ပြီးပြို့အန်ခြင်း၊ခေါင်းမူးခြင်း၊နှာချေခြင်း၊အရေပြားရရင်ခြင်း၊ဝမ်းလျှောခြင်း၊အရေပြားအဖူပိန်ထွက်ခြင်းနဲ့ချောင်းဆိုးခြင်းတို့ပါဝင်ပါတယ်။သူတေသနာတွေအရကိုကာမိုက်၊ဆပ်ဖိတ်ကိုကာမိုက် DEA နဲ့ CDEA လိုမျိုးအုံကနေရရှိတဲ့ထုတ်ကုန်တွေဟာထိတွေ့မှုကြောင့် ဓမ္မတေတဲ့အရေးပြားရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အလွန်ပြင်းထန်တဲ့အခြေအနေတွေမှာနာရီရဲ့နှုတ်တောက်သုံးခြင်းဟာအသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်တာကြောင့်ဓမ္မတေမှုတုံ့ပြန်မှုတွေဖြစ်နိုင်တယ်လို့ထင်ရင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်သုံးပါ။နေ့ကိုယ်လေးချိန်တက်လာခြင်းအလေလက်စားသုံးမှုနာရီရဲ့နှုတ်ကိုကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးမှုအတွက်အရေးကြီးတဲ့စကားလုံးဖြစ်ပြီး အလွန်အကျိုးစားသုံးရင်ကိုယ်လေးချိန်တက်လာနိုင်ပါတယ်။ဒါကြောင့်အလွန်အကျိုးမစားသုံးပါနဲ့။အလွန်အကျိုးစားသုံးခြင်းဟာကယ်လိုရီများစွာကိုခန္ဓာကိုယ်ရဲ့ရောက်စေပြီး ကိုလက်စထရောအဆင့်ကိုမြင့်တက်စေနိုင်တာကြောင့်အစီပါဝင်မှုကိုသတိပြုပြီးအလယ်လက်ပမာဏနဲ့စားသုံးပါ။၃ဝမ်းချုပ်ခြင်းအစာတောက်ကိုရုတ်တရက်ပြောင်းလဲပြီးအုန်းနှုတ်ကိုထည့်သွင်းမယ်ဆိုရင်ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။သို့တော်လည်း အုံတို့ကိုပမာဏများများတောက်တုံးခြင်းဟာလေးပွားခြင်းနဲ့ဝိုင်းလျှောခြင်းကိုပါဖြစ်စေနိုင်ပါတယ်။ဘသူတွေရှောင်ရှားတင်လဲအေးမိခြင်းချောင်းဆိုးခြင်းနဲ့ဥမာကြီးရောင်ရမ်းတဲ့ယောဂရှိသူတွေရှောင်ရှားတင်ပါတယ်။အကြံပြုချက်ဘိုက်အောင်တာဒါမှမဟုတ်လေးလံနေတယ်လို့ခံစားရရင် ခြင်းနဲ့နွေးနွေးလေးတောက်ကြည့်ပါ။အုံတို့ချက်ပြုံနီများအုံတို့စက်သားဟင်းပါဝင်ပစ္စည်းများစက်သားပေါင် အယိုးမပါအရေးခိုးမပါ900ဂရမ်ခန့်အတုံးသေးသေးတုံးထားပါအုံးနို့တဖူ14အောင်စာစက်တုန်ဤတလုံးပပလိထားပါစက်တုန်ဖြူ3ငွာနှိပ်ထားပါဂျင်းတလက်မချစ်ထားပါအနီအောင်ကာရီမုန့်စပွဲတင်စွန်းနှစ်စွန်းမရုပ်ပွားအနီတလုံးပပလိထားပါဘရိုကိုလီတစ်ခွက်ပန်းပွင့်လေးတွေခွဲထားပါတဲငံပြာကြီးစပွဲတင်စွန်းတစွန်း ငားငံပြာကြီးစပွဲတင်စွန်းတစွန်းထဲချင်မှထဲပါဟင်းဒီဟင်းရွက်စီစပွဲတင်စွန်းတစွန်းနနံပင် အလှဆင်ရန်ထမင်းစားသုံးရန်ပြုလုံနီးဒဲအိုးကြီးတစ်ခုထဲမှာဟင်းဒီဟင်းရွက်စီကို အပူလေလက်မှာအပူပေးပါစစ်ထားတဲ့ဂျင်းနှိပ်ထားတဲ့ကျက်သွန်ဖြူနဲ့ပပလီထားတဲ့ကျက်သွန်နီတို့ကိုထဲပါကျက်သွန်နီပြိုသွားတဲ့အထိစီးတတ်ပါ ချက်တူနီရောအနော်ရောသွားပြီဆိုရင် အနီရောင်ကာရီမုံထဲ့ပြီးတမအောင်ငွေပါချက်သားတုံးတွေကိုဒဲဦးနဲ့ထဲ့ပြီးနှစ်ဖက်လုံးရွှေမျိုးရောင်တန်းလာသည့်အထီကျော်ပါအုံတို့ပဲငံ့ပြာကြီးနဲ့ငားငံ့ပြာကြီးထဲ့မယ်ဆိုရင်တို့ကိုရောငွေပါတမအောင်ငွေပါဘရိုကိုလီနဲ့လှီထားတဲ့မြုပ်ပွားတို့ကိုဒဲဦးနဲ့ထဲ့ပါချက်သားထဲ့ထိချက်ပြီးဟင်းသီးဟင်းရွက်တွေနူးညံ့သွားတဲ့အထီချက်ပါ ချက်ထားတဲ့ထမင်းကိုနနံပင်နဲ့အလှဆင်ပြီးချက်သားအုံးနှုတ်ဟင်းနဲ့တွဲဖက်စားသုံးပါအုံးနှုတ်ချီယာပူတင်ပါဝင်ပစ္စည်းများအုံးနှုတ်တပူ14အောင်စာချီယာစိတ်ခွက်အစိတ်မိပေရီဒါမှမဟုတ်ပြားရီစပွဲတင်စုံနှစ်စုံဗာနီလာခွန်လက်ဖက်ရည်စုံတစုံလက်ဆက်တဲ့베리띠များအပေါ်ကတင်ရန်ပြုလုပ်နည်း တုတ်ပကံတစ်ခုထဲမှာချီယာစစ်အုံးလုံးမေပေရီဒါမှမဟုတ်ပြားရီနဲ့ဘာနီလာနှစ်တာယာတို့ကို ရောမွေပါချီယာစစ်တွေပြစ်လာအောင်အနည်းဆုံး၄နာရီဒါမှမဟုတ်တညလုံးအုပ်ထားပါကောင်းကောင်းမွေပြီးချီယာပူဒင်းကိုသုံးဆောင်ပါလိုအပ်ရင်အုံးလို့ထက်ထက်ပြီးပူပြော့သွားအောင် လုပ်နိုင်ပါတယ်အုံးလို့ချီယာပူဒင်းကိုတူးချင်းစီအတွက် ခွက်ဒါမှမဟုတ်ဖန်ပလင်းလေးတွေတဲထည့်ပြီးလက်ဆက်တဲ့ဘယ်ရီသီးတွေနဲ့အလှဆင်ပြီးစားသုံးတာကောင်းဆုံးပါတူလောင်သိန်းစီနီအုံတို့ကိုပူဇာရှိခံအောင်ရေခဲတတားထဲမှာသိန်းစီတာအကောင်းဆုံးပါပဲလက်ဆက်တဲ့အိမ်လုံးနာရီရဲ့နို့ကိုလေလုံးနဲ့ကွန်တိန်နာဘူးထဲမှာတေချာထည့်ပြီးရေခဲတတားထဲမှာငါးမှခုနှစ်ရက်ထိသိန်းစီနိုင်ပါတယ်မဖွင့်ရသေးတဲ့အုံတို့ဘူးနဲ့ကတ်ထူဘုံတွေကိုကုံဆုံးရက်မတိုင်ခင်အထိ ရေခဲတက်တာထဲမှာလာပေါင်းများစွာတင်စီနိုင်ပါတယ်။ဖွင့်ထားတဲ့အုံတို့ဘူးဒါမှမဟုတ်ကတ်ထူပုံဒါမှမဟုတ်လီလုံတဲ့ဘူးထဲမှာတင်စီထားတဲ့အုံတို့တွေကို9ရက်အတွင်းစားသုံးသင့်ပါတယ်။ပူကြရှိခံအောင်အုံတို့ကိုအေးခဲထားပြီးကြာရှည်စွာအသုံးပြုနိုင်ပါတယ်။အဓိကမှတ်သားရန်အချက်အချုပ်အားဖြင့်ဆိုရရင် အုံတို့ဟာအရသာနဲ့လိုက်ရောညီထွေရှိမှုတို့ကြောင့် အပူပိုင်းဒေတာဟင်းလျာအများပြားအတွက်အကောင်းဆုံးထပ်ဆောင်ခုဖြစ်ပါတယ်ဒီပြုတ်ပြောင်းတဲ့အရေးဟာနာရီရဲ့ကာရီချက်သားလိုမျိုးလျာတာရှိတဲ့ဟင်းလျာတွေကနေအုံလို့နဲ့ချက်ထားတဲ့ဆန်နဲ့အုံလို့ချီယာပူတင်းလိုမျိုးချူမြိန်တဲ့ဟင်းလျာတွေထိချက်ပြုတ်နည်းမျိုးမျိုးရဲ့အရသာနဲ့အသွင်ပြင်ကိုမြင့်တင်ပေးပါတယ်ဖြစ်နိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အသားရည်ကျန်းမာရေးကိုထောက်ပံ့ပေးခြင်းဇီဝကမဖြစ်စဉ်ကိုတိုးတက်စေခြင်းနဲ့နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့ပါဝင်ပစ္စည်းတွေကိုပေးစွမ်းနိုင်ခြင်းတို့ပါဝင်ပါတယ်။အုံလို့ရထူးခြားတဲ့ဟာရဓာတ်တွေထဲမှာအလယ်လက်တန်း triglyceride ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်ပါတယ်။ နာရီရဲနို့ဟာမိဖို့ကြောင့်မှာအလားအလာများစွာရှိပေမဲ့ကယ်လိုရီနဲ့ပြည့်ဝစီပါဝင်မှုကြောင့်စားသုံးမှုကိုကန့်တတ်တင်ပါတယ်။ဒါအပြင် လူတွေဟာသူတို့ရဲ့ထူးခြားတဲ့အာဟာရလိုအပ်ချက်တွေဒါမှမဟုတ်ကျန်းမာရေးပြဿနာတွေရှိရင်စားသုံးမှုကိုချိန်ညှိတင်ပါတယ်။မကြာခဏမေးလေးရှိသောမေးခွန်းများတစ်အုံတို့မှာတခြားတတ်များပါသလား။မဟုတ်ပါဘူး။နာရီရဲနို့ဟာတဘာဝအတိုင်းချုံမြင်ပြီး အုံတို့တရားဂရမ်မာ တခြားတက်3.3ဂရမ်သာပါဝင်ပါတယ်။နေ့နေ့တိုင်းအုံလို့တောက်လို့ရပါသလား။ဟုတ်ပါတယ်အလေလက်ပမာဏနဲ့ဆိုရင် နေ့တိုင်းနာရီရဲ့တို့ကိုတောက်သုံးနိုင်ပါတယ်။သို့တော်လည်းအလွန်အကျွံတောက်သုံးခြင်းဟာကိုယ်လေးချိန်တက်ခြင်းနဲ့ကိုလက်စထရောများခြင်းလိုမျိုးကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။၃အုံလို့တောက်ဖို့အကောင်းဆုံးအချိန်ကဘယ်ချိန်လဲ။ မနက်စာနေ့လယ်စာမစားခင်တနာရီလိုဒါမှမဟုတ်ပိုက်ထဲမှာဘာမှမရှိတဲ့အချိန်မှာတောက်သုံးနိုင်ပါလေ။လေအုံနှုတ်ကိုမပြုတ်ဘဲတောက်လို့ရပါသလား။အုံနှုတ်ကိုထုတ်ယူတဲ့လုပ်ငန်းစဉ်မှာပြုတ်ပြီးသားဖြစ်တာကြောင့်မပြုတ်ဘဲတောက်သုံးနိုင်ပါလေ။ငါအုံနှုတ်ကနွားနှုတ်ထပ်ပူပြီးကျမ်းမာရေးနဲ့ညီညွတ်ပါသလား။ နာရီရဲ့နှုတ်မှာနွားနှုတ်ထက်ကယ်လိုရီနည်းတာကြောင့်ကိုယ်လေးချိန်လျှော့ချဖို့ကြိုးစားနေတဲ့သူတွေအနေနဲ့အလေလက်ပမာဏနဲ့စားသုံးနိုင်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုအသစ်သစ်တွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါဦးလို့တောင်းဆိုချင်ပါတယ်။အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ဘိုင်းဘိုင်း